ဝမ်ချန်နယ်ကိုကြည့်ရှုနေကြတော့မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာဝမ်ချန်နယ်ကနေပြီးတော့အပတ်စဉ်အယူတော်မင်္ဂလာဟောသံနေနဲ့လာစဉ်ရေတရာတွေကိုထုတ်လွှင့်ပေးလေးရှိပါတယ်ကျွန်တော်တို့ဗာမင်းနေခါရဲ့တပည့်ရင်အောင်ခင်မြင့်ဖြစ်ပါတယ်အဲဒီတလကျွန်တော်အေဗရီလာအေဗရီလာတလတာအတွက်ခုနှစ်သားသမီးအားလုံးတွေအယူတော်မင်္ဂလာရေတရာလက်ဆောင်ကိုဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတလအတွင်းမှာကျွန်တော်ငွေကန်ကောင်းခြင်းဘာတွေလုပ်ရမလဲအလုပ်ကိစ္စတွေကျွန်တော်တို့အဆင်ပြေအောင်မြင်ခြင်းဘာတွေလုပ်ရမလဲကျွန်တော်ကျန်းမာရေးကောင်းခြင်းဘာတွေလုပ်ရမလဲဘာတွေလုပ်ရမလဲအခြေအနေအောင်ရေးကိစ္စတွေ ကျွန်တော်အဆင်ပြေအောင်မြင်ခြင်းလဲဆိုရင်ဘာတွေလူရမလဲဘာတွေလုပ်ရမလဲအဲ့တော့ဒီတလလာအတွင်းရဲ့ကျွန်တော်ကံကောင်းစေတဲ့အဆောင်ဘာတွေလဲဆိုတာကိုကျွန်တော်နေသားသမီးလိုက်ခုနှစ်သားသမီးတွေလိုက်ကျွန်တော်ဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့အခုစနေနေ့မွေးဖွားသူများစနေသားသမီးများအတွက်တလတာယူတော်မင်္ဂလာရတဲ့ရလက်ဆောင်ဟောပြောပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီတလတာအတွင်းမှာစနေနေ့မွေးဖွားသူတွေဟာဒီအေဘီလာတလတာအတွင်းမှာကျွန်တော်တို့ငွေကန်ကောင်းခြင်းဘာလို့ရလဲဆိုတော့ပေါမုံဦးနှုတ်စန်းမျက်စောဖျားကြီးကိုရမကြီးကိုကျွန်တော်တို့လေးလေးနက်နက်ကတ်လို့ပြီးဆူတောင်းလိုက်ပါခင်ဗျာ။ အဲ့တော့ဒီတလတာအတွင်းမှာပဲစနေနေ့မွေးဖွားသူတွေဟာအလုပ်ကိစ္စတွေကျွန်တော်တို့အဆင်ပြေခြင်းလေဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်ခန်းကိုချောင်းညော့ကိုအိမ်ဖျားမှာပဲမက်ဆွန်ဖျားခြင်းကိုတော့မြတ်ကြီးကိုခန်းကိုချောင်းညော့လေးလေးနက်နက်ကတ်လုပြီးဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတလတာအတွင်းမှာအေဗလာတလတာအတွင်းမှာစနေနေ့မွေးဖွားသူတွေဟာကျွန်တော်ကျမ်းမာရေးကောင်းခြင်းလေဆိုရင်ဘာလို့ရဆိုတော့ငါးနှစ်ကောင်ဘာကားပဲဖြစ်ဖြစ်ကျွန်တော်ကြည်ကြည်တေးတေးငါးနှစ်ကောင်ကိုကျွန်တော်စီးနေတဲ့မြတ်တဲ့ချောင်းနဲ့မျောပြီးတော့ဆူတောင်းလိုက်ပါခင်ဗျာ အဲ့တော့ဒေတာနဲ့ဒါအတွင်းမှာစနေနေ့မွေးဖွားသူတွေဟာကျွန်တော်တို့အခြေအရေးအိမ်တော်ရေးကိစ္စတွေအဆင်ပြေနေတယ်ဆိုရင်ဘာလို့ရလဲဆိုတော့ကျွန်တော်တို့လောကဝိဓုဖျားကုန်းတော်ကိုပါတယ်ကျွန်တော်တို့လောကဝိဓုဆိုတဲ့ကုန်းတော် လောကဝိဓုဆိုတဲ့ကုန်းတော်ကိုကျွန်တော်တို့ဗတိစိတ်မယ်ဘဏ္ဍပတ်ဖြစ်ဖြစ်ဘဏ္ဍလုံးဗတိနဲ့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဗတိစိတ်မယ်အဲ့ဒီလိုစိတ်ပြီးတဲ့အခါမှာကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်ကိုစိတ်ပြီးတဲ့အခါမှာမေတ္တာပို့ပြီးကျွန်တော်တို့ဆူတောင်းလိုက်ပါခင်ဗျာအဲ့တော့ဒီတနေ့တာအတွင်းမှာပဲစနေနေ့မွေးဖွားသူတွေအနေနဲ့ကံကောင်းစေတဲ့အဆောင် ိုအေးချောင်းရှိကိစ္စရှိလို့ငွေကြေးကိစ္စရှိလို့အလုပ်ကိစ္စရှိလို့ပေါ့နော်တခုမဲနိုင်တာပဲဖြစ်ဖြစ်ပေါ့တခုအန္တရာယ်ရှိတဲ့အန္တရာယ်ရှိတဲ့နေရာပဲသွားဖို့ဖြစ်ဖြစ်သွားဖို့ပဲရှိလို့ပဲဖြစ်ဖြစ်ပေါ့နော်ရောင်းရင်းဝဲတာတွေရှိလို့ပဲဖြစ်ဖြစ်အဲ့တော့ဒီလိုညံမျိုးတွေမှာအေးချောင်းကိစ္စရှိတဲ့အခါမှာစနေနေ့မွေးဖွားသူတွေကဒီအေဗီလာတလားလာတွင်မှာဆောင်းဝါးမယ်ဆောင်းကျွန်တော်ကိုင်းရလေးတရက်ကိုဆောင်းဝါးရုံမှာပဲအဲ့တော့ကိုင်းရလေးတရက်ကိုဆောင်းအောင်အပြင်ဒီတလားတာတွေမှာအေမီလာတလားတာတွေမှာစနေနေ့မွေးဖွားသူတွေဟာကျွန်တော်ကံအထောက်ပံ့ဖြစ်စီမဲ့ကျွန်တော်တို့အဆောင်တစ်ခုဖြစ်ပါတယ် အဲ့တော့ခုနှစ်သားသမီးများအားလုံးအေဗီလာတလတာအတွင်းရောနောက်လာမယ့်လတွေရောအားလုံးအန္တရာယ်ကင်းပေးရှင်ပြီးကျန်းမာချမ်းသာပျော်ရွှင်ကြပါစေခင်ဗျာ။